အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကုချမ်းမခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့ထိုင်းရွှေစည်းကတော့ညနေမှာ850အချာနဲ့ဈေးပိတ်သွားပါတယ်ဒီနေ့က15ရက်နေ့9လပဲ2020နဲ့9ခုနဲ့ညနေပိုင်းထိုင်းရွှေစည်းကတော့850ကျပါတယ်96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေကဲဈေးဆိုင်ကရောင်းတဲ့ဈေးက9100နဲ့မှ90ဆိုင်ကလက်ခံတဲ့ဈေးက9000နဲ့မှ90လက်ဝယ်ရနာဈေးနှုန်းတွေကတော့ဆိုင်ကရောင်းတဲ့ဈေးက9950ဆိုင်ကလက်ခံတဲ့ဈေးက4948.9နဲ့ပေါင်းစည်းရှိနေပါတယ်ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3196နဲ့ထိုင်းရွှေစည်းကိုတွက်ထားပါတယ်ဒေါ်လာကိုတိုင်းမတ်ငွေ30 3.36နဲ့ထိုင်းရွှေဈေးကိုတက်ထားပါတယ်။90.500ခင်လုံးရှိတဲ့ထိုင်းရွှေခေကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်။လက်က PSC ထိုင်းရွှေခေတစ်ပတ်သားကို9350နဲ့ပေါင်ဈေးရှိနေပါတယ်။ ဆိုင်ကလက်ခံတဲ့ဈေးကတော့ရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က9050နဲ့ပြန်ပြီးတော့လက်ခံပါပါ။အဝိညာဉ်နာရဲ့လက်ခတွေကတော့ဘန်ကောက်ထဲမှာတစ်ပတ်သားကို1000ကနေ2000ဒီရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့တိုင်းရွှေရဲ့လက်ဝယ်ညနာတစ်ပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က9000ရာခိုင်နှုန်းဖြတ်ပြီးတဲ့အပြင်4500ကျော်ဈေးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ဒီတိုင်းရွှေဈေးကတော့အကြဈေးနဲ့ပဲရှိနေပါသေးတယ်။ဒီတိုင်းရွှေဈေးတက်ကြက32ကျိန်တတီတောင်ရှိပါတယ်။တိုင်းရွှေဈေးကနေကင်းပိုင်းမှာ1400အထိကျသွားပြီမဲ့ညနေမှာတော့ပြန်တက်ပြီးတော့ ော့လက်ရှိမှာ850အကြနဲ့ဈေးပိတ်သွားတာဖြစ်ပါတယ်။ဒိုင်းချွေကိုစိတ်ဝင်စားလို့ဝယ်ဆုချင်တဲ့သူတွေအတွက်လက်ကစည်းသက်သာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင် Cnet Clean Secure ဆခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တစ်ပတ်သားကိုလက်ခ200ငါးပတ်သားဒီခွေမယ်ဆိုရင်လက်ကအကုန်ကြမရှိပါဘူး။ဒိုင်းချွေစင်ငွေစည်းတွေကိုမြန်တမ်းတင်ပေးပါတယ်။ဒိုင်းချွေစင်ငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအနေနဲ့ကင်းလို့ပေးရှင်းနိုင်ကြပါစေ။